အမိုးမြင့်ဇလန်တွဲကတော့ပြည်သက်တွေထင်မှတ်မထားလောက်အောင်ကိုကောင်းမွန်မွန်လေးနဲ့ပြီးဆုံးသွားခဲ့ပါပြီ။ခက်ခဲမှာဟာလဲနောင်ထရရရသူ့အမားတွေကို နောက်ဆုံးအချိန်မှာသီးသွားတယ်။မားတွေလည်းအဲ့ဒီတိုင်းပါပြီ။အခုခက်ခဲမှာကဝတ်လဲတယ်ဆိုပေမဲ့လေနောက်ဆုံးမှာသူ့သားလေးဖြစ်တဲ့ကျုံးမမောင်ရဲ့အချစ်ကိုသူ့မိဘနှစ်ပါးအပေါ်မှာနားလည်မှုလဲတာတွေကိုပြန်လည်ပြီးတော့ကျုံးမမောင်ကလေသူ့အပေါ်မှာအငြင်းချီသွားတယ်။ဒီတခါကျတော့ချွေးမလေးပေါ့နော်။ချွေးမလေးကလေ ဇက်ကတော့ပြောတာပြောတာသူတို့ခက်ခဲမှာအတိုင်းပါပဲဗျာဘာဖြစ်ဖြစ်ပါအဆင်ပြေပြေနဲ့ပြီးဆုံးသွားပါတယ်ဒီနေရာမှာအဆက်အနေနဲ့ပြောချင်တာကပေါ့နော်ကျွန်တော်တို့ပြုံးမောင်မောင်ပြုံးမောင်မောင်ရဲ့ဒီဇက်ကားတွေကဘောဟာသူ့ရဲ့အပြင်လောကဘောဟာနဲ့တကယ်ကိုထက်တူညီကြောင်းပြိတ္တတွေကိုရင်ဖွင်းလာတဲ့ကိစ္စပေါ့နော်အမိုးမြင့်ထဲကလိုပဲကျွန်တော်ကအပြင်မှာလေအတော်အီမာနေရတာတကယ်တမ်းအတော်ကလေကျွန်တော်ကိုဘလောက်ချစ်ပါတယ်ပြောပြော သူ့သားသမီးအရင်တွင်မွေးလာတဲ့အချိန်မှမတူတော့ဘူးတဲ့ဘယ်အချိန်ငွေရလဲဆိုတော့အတော်ကငါ့ညီမမနေနဲ့တော့ငါသားအရင်လည်းမဟုတ်ဘူးကို့အိမ်ကိုသွားမိမိအိမ်မှာသွားနေဆိုပြီးတော့ရောဆိုဆက်ဇန်နဝါရီအချိန်မှလည်းတကယ်ကြုံတွေ့ခဲ့ရတယ်ဆိုပြီးတော့ရုံမောင်မောင်ကဒီကနေ့မှပဲပြည်သက်တွေကိုရင်ဖွင့်ခဲ့တာဖြစ်တဲ့သွားပြည်သက်တွေကတော့ရုံမောင်မောင်ကိုပိုင်အုပ်စိုးအောင်တွဲရင်ခွဲခဲ့ရပါရင်တော့ကဲဗျာအမုန်းမြင့်ဇလန်တွဲကတော့စက်သိမ်းပါပြီ စသိမ်းပိုင်းမှာတော့အချင်းချင်းနောင်တရရကြပြီးတော့เนาะမနွေကလည်းနောင်တရရကက်ခက်မှာကတော့သူ့ရဲ့ရောက်ခမကိုเนาะဒီဟဥရဲ့အမိကိုလောက်ခဲ့သမျှသူဝစ်လင်နေပြီဆိုပြီးတော့အေးရတဲ့မှာလဲပြီးတော့เนาะသူနေထားတော်လေးကိုသနာဖို့ကောင်းပါရဲ့เนาะအားလုံးကစသိမ်းပိုင်းမှာတော့နောင်တရရကြတာအင်မတန်မှသနာဖို့ကောင်းပါရဲ့အထူးသဖြင့်တော့ကက်ခက်မှာသနာဖို့ကောင်းတာဗျာเนาะသူကသူ့ရဲ့ရောက်ခမကိုမှားခဲ့တယ်ဆိုပေမဲ့လဲဟိုဒီတဲမှာနှစ်ယောက်စလုံးရဲ့အမားတွေကပါပါတယ်เนาะ ကက်မာဟာဒီဟာဥကိုဒီဟာဥရဲ့အမေစီကနေဆွဲထုတ်ခဲ့တယ်ဆိုပါစို့အခုသူ့ရဲ့သားကလည်းနော်ငငယ်ရွယ်ရွယ်နဲ့ဆယ်တန်းမှပဲမိမရသွားခဲ့ပြီနော်သူ့ရဲ့ယောက်ျားကလည်းဖောက်ပြန်ဆိုတော့ဒီလိုအနေထားတွေမှာတကယ်မှာကတော့ဒါသူ့ရဲ့ယောက်ျားမရဲ့အမေရဲ့နော်ကျွန်တော်ဝတ်လဲပြီဆိုပြီးတော့တော်တော်လေးကိုနောင်တာပေါင်းများစွာနဲ့နော်အဲ့ရတဲ့မှာငိုကြွေးနေရပြီဖြစ်တယ်နောက်ဆုံးမှာမနှွေကလည်းနောင်တာတွေရပြီးတော့ဒါကျွန်တော်တို့ခင်ခင်မာကိုတန်လဲပြီးတော့နော် ေမကောင်းမချားမာတဲ့ခက်ခက်မောင်သတင်းလာမိတယ်เนาะဒီနေရာမှာတခုပေါ့เนาะကျွန်တော်တို့ဝတ်လဲတယ်လို့ပဲပြောရမလားအခုအသားလေးဖြစ်တဲ့ပြုံးမမောင်ရဲ့เนาะဇနီးလေးဟာเนาะကိုပြေတဲ့ဇနီးလေးဟာဆိုရင်လည်းပဲဇေယိုက်ကတော့ခက်ခက်မောင်အတိုင်းပါပဲเนาะခက်ခက်မောင်ကိုသူတို့နှစ်ယောက်လက်ထပ်ပြီးပြီဆိုရင်တော့ဖြစ်တဲ့เนาะသူတို့နှစ်ယောက်ကအိမ်ခွဲနေပါမယ်တဲ့ဗျာခက်ခက်မောင်ခင်ဗျာမငိုလိုက်ရပြန်ပါပြီเนาะသူ့အသားလေးကိုသူပြန်လဲရရှိတာသူတို့စီသူ့ရဲ့အသားလေးကပြန်လာနေတာ တနစ်တောင်မကြသေးဘူးဗျာခုချိန်မှာเนาะသူ့ရဲ့သားလေးကိုသူ့ရဲ့ချွေးမကသူ့ရဲ့ရင်ခွေကနေထပ်ပြီးတော့ဆွဲထုတ်သွားပြန်ပါပြီဗျာဒီချိန်မှာတော့ဒီဟာဦးရဲ့မိကိုသူလုကတဲ့မြဝတ်တွေလဲနေပြီလားဆိုပြီးတော့เนาะညီများစွာနဲ့အိယာထဲမှာပုံပုံလဲနေခဲ့ပြီလေဖြစ်ပါရဲ့ဗျာ